မြမလီမော်ဈေးကွက်အခွင့်လန်းကောင်းတွေရှိနေပေမဲ့ဘက်တီးရီးယားယောဂါဖြစ်တဲ့ရှာတံဘရာကင်ကာယောဂါကိုနှိမ်နှင်းနိုင်ဖို့အခက်အခဲတွေဖြစ်နေတယ်လို့လီမော်ဆိုက်တောင်သူတွေကပြောပါရယ်ဟန်နာသတင်းပေးပို့ထားပါရယ်ခင်ဗျာရှမ်းပြည်နယ်တောင်ပိုင်းပေါ်နေရေဦးမှာရှိတဲ့လင်းဝေးအင်ဂျီငွေတောင်ကြောင်းငက်စားတဲ့ကြီးရွာတွေဟာလီမော်အကြီးကျယ်ထွက်တဲ့ဒေသတွေဖြစ်ပါတယ်အခုတော့လက်ဖက်နဲ့လီမော်ရောနှောစိုက်ပြိုးတဲ့ဒီနန်ခင်းတွေမှာလီမော်ပင်တွေမရှိတော့သလိုတချို့ခင်းတွေမှာလည်း အပင်ကြီးအရွယ်စားတင်ကြီးတဲ့ရှိမနေပဲအစာထိုးစိုက်ပျိုးထားတဲ့အပင်ငယ်တွေကိုလည်းတွေ့ရပါတယ်။ဒါဟာမြန်မာလိုရှုပ်တံမြာကင်ကာယောဂါ citrus ကင်ကာတောင်းလိမ္မောပင်တွေတိတ်ဆုံးပြက်ကွယ်သွားတာဖြစ်ပြီးနောက်မျိုးဆက်တွေအတွက်လိမ္မောတောင်းတူတွေကစိုးရိမ်နေကြပါတယ်။စိုးရိမ်မှုကတော့ဟာအများကြီးပါဘာလို့လဲဆိုတော့ကျွန်တော်ကဒီအရာရဲ့လိမ္မောတမျိုးထဲအကူရာရော အကုရာဒီလုံမှာပြကုန်ခဲ့ဆိုတော့ကျွန်တော်ကအကုရမရှိတယ်လို့ဖြစ်ပါပါတယ်။ဟောဘာလို့ဆန်လည်းငမရှိတော့ဘူးဆိုတော့စံခစားဟိုအရောရမယ်လို့လို့တရားလောက်ရမယ်လို့ရောင်းတော်တော်ဖြစ်ကုန်ပါလေ။အဲ့ဒါလည်းမော်လည်းဘယ်လိုလို့ဆိုစမ်းအရာပြခအစငါနှိတ်လောက်အားနဲ့အခုနဲ့မတူတော့ဘူး။ရာသီဥတုလည်းမတူတော့ဘူး။ရာသီဥတုအားလည်းဖောက် ရာဇဂုတို့ဖောက်တယ်လို့ပဲမြေတယ်လည်းဘာဖြစ်လို့ဆိုပူမွားတယ်ကမြေပူရဲမြားဟာပဲပြန်ပြပူရဲမြားဟာပဲအဲ့လိုဖြစ်ကကတော့မနိုင်တော့ဘူးကလည်းနိပညာမရဘူးနိပညာမရတော့ကိုယ်ကလည်းကိုမှန်တာဖြင့်အထင်တယ်လို့လောက်တော့ဟာဒါလည်းပဲပြတ်ကုန်ခဲ့တာပဲလုံခဲရရှင်းနေဝန်ကျင်က DVB ရဲ့ခေတ်သစ်လေယာအစီအစဉ်မှာဘော်နေရီဦးတေတာကလင်းဝေးအင်ဂျီ စားတဲ့ကြီးရွာရင်စီတွားရောက်ပြီးလိန်မောဆိုင်ပြိုထုတ်လုံမှုနဲ့ပတ်သက်ပြီးတွားရောက်ရိုက်ကူးခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာလဲတောင်သူတွေစိုးရိမ်နေကြတယ်၊ကင်ကာယောဂါကြာရောက်နေတာဖြစ်ပေမဲ့လက်ရှိအချိန်ထိကာကွယ်နိုင်နေနိုင်တာမရှိပါဘူး။စေပြိုရီလုပ်ငန်းအောင်မြင်ဖို့မြေမျိုးပိုးဆိုတဲ့မြေစီလွာကောင်းမွန်ဖို့တိနံမျိုးစီကောင်းမွန်ဖို့ပူးမွားယောဂါကာကွယ်နေနေနိုင်ဖို့အရေးကြီးကြောင်းစေပြိုရီဦးစီးဌာနကလည်းထုတ်ပြန်ချပါတယ်ဗက်ဆုံတိနံကာကွယ်ရေးစနစ် IPM ကို အပင်တွေမှာကျင့်သုံးဖို့စိုက်ပျိုးရေးဦးစီးဌာနကဒေတာရင်းမြေနဲ့တင်တော်မဲ့နီလန်းတွေကိုရှာဖွေကြရမှာဖြစ်ပြီးနောက်ဆုံးအခြေအနေကိုရောက်မှသာဓာတုစီဝါတွေကိုအသုံးပြုကြရတာဖြစ်ပါတယ်။လက်ရှိမှာတော့ကင်ကာအတွက်အခြားဘက်ဆောင်ဒီနန်ကာကွယ်ရေးနီလန်းတွေမရှိတဲ့အတွက်ဓာတုစီတွေကိုပဲအသုံးပြုနေကြတာဖြစ်ပါတယ်။လက်တလောလိန်မောစိုက်ပျိုးထုတ်လုပ်မှုအခြေအနေနဲ့ပတ်သက်ပြီးဘော်နေရီဦးကထိတ်တန်းလိန်မောပညာရှင်ဖြစ်သူဦးခင်မောင်ဇော်ကရှင်းပြပါဗျာ။ဘောင်ယူကတော့လက်တလော အခုကဗက်တီးရီးယားကံကပြန်နေစီအခုဆိုင်ကိုဆိုင်အဆီရင်ချီတော့ကိုမီဒီယာပြတ်တော့တယ်အဲ့ဒီပြတ်တော့ရင်ခုနရောဂါတွေမနိုင်ဘူးအဲ့ဆီရီကြောင့်ပြန်ပြီးတော့ထွက်လာတာကိုတလောကအဲ့လိုပဲအဖြေတစ်ခုရှာထွက်တော့အဲဒီကံကကြောင့်ဗက်တီးရီးယားကံကကြောင့်ဖြစ်တာဆိုတော့ဒီအဲ့ချိန်မှာကံကံကောက်တတ်တဲ့စီခုနလိုအန်ကိုဆိုင်ကိုဆိုင်အဆီရီကိုမီဒီယာနေပြီးတော့တင်သွင်းပေးတယ်အဲ့ဒါနေပြီးတော့တောင်သူပြားအဲ့မှာတုံးတဲ့ပြီးတော့ဒီမော်ဒီထွက်လာတယ် အခုဒီနေ့အနေထားကအိုက်ဆီးကြီးပြတ်တောက်နေဒီကောမှမရှိဘူးအခုနှစ်လိန်မော်ရာဒီအတွက်အပင်ပြပြင်ချိန်မှာကင်ကာယောဂါကိုကောက်ကွယ်လိုက်နိုင်တဲ့အတွက်ရှင်တန်နေဆဲပင်တွေမှာလိန်မော်အချက်ကောင်းခဲ့တယ်လို့ဈေးကွက်လည်းကောင်းခဲ့ပါတယ်လိန်မော်တပိတ်တာကိုပေါ်ဦးပေါ်ဖျားလိုင်းလိုင်းပေါ်ချိန်နဲ့လိန်မော်ကုန်ချိန်အထိ7900 7600နဲ့7000အထိရရှိခဲ့ပါတယ်ဒီဈေးတွေကလွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်အတွင်းစံချိန်တင်အမြင့်ဆုံးဈေးဖြစ်ခဲ့ပါတယ် ။ဒါကြောင့်တောင်တန်းဒေသနေပြည်သူတွေအားထားကြတဲ့လိမ္မော်ဒီနန်ကရတဲ့ဝင်ငွေတင်ငင်လာဖို့ကပိုးမောယောဂါကာကွယ်နိုင်ဖို့အပြင်လွန်ခဲ့တဲ့ရှင်းနှစ်တာကာလအတိုင်းမပြောင်းမလဲရှိနေတဲ့လမ်းအရေးအတွေးတွေကိုလည်းပြင်ပင်ပေးဖို့လိုအပ်တယ်လို့တောင်သူတွေကဆိုပါတယ်။ဆန်နိကပင်းဘာမှအတိုင်းတန်နဲ့ဆိုတော့လမ်းမဆောက်တဲ့ပြောင်းလဲမှုတိုင်းမရှိသေးလောက်ပါအဲ့ကျွန်တော်တို့ရနာသမားနဲ့ခက်ခဲတဲ့တွားလို့တော့အားဖြစ်တဲ့နေရာမှာတော့ကုထုကုထားနေတယ်။တော့ခပင်း အဲ့လိုပဲသွားလာနေရတာကအဲ့လာနေပဲမလားဟိုဘယ်လိုဆောင်လဲမစည်းကကတော့ခုလိုလမ်းမစက်တော့ဒီကောင်းမှာပူပဲကောင်းလာနေမယ်လို့ပြောလျောင်းနေပါလားအဲအဲ့လိုလမ်းမစက်ပါရတော့စိတ်ရရှိအောင်ပါနော်အဲရှောက်တံပြာကင်ကာယောဂါယအသီးတွေဟာစားသုံးဖို့အထွက်ဖြစ်နိုင်ပေမဲ့လည်းဈေးကွက်အတွင်အသီးမလာတာကြောင့်တံဖိုးရကြတာရောင်းတမ်းမှုဝင်တာတွေဖြစ်စီပါတယ် ရှမ်းပြည်တောင်ပိုင်းအတွင်လိမ်မော်ဆက်ဧကတထောင်ထောင်ကျော်ရှိပြီးရက်ဆောက်ရွာငန်းပင်လောင်ကလောမြို့နယ်ပလောင်တောင်ကျေးရွာတပ်တလုံးကြီးနဲ့ချီကောင်းကျေးရွာတွေကလိမ်မော်ကိုအဓိကဆက်ပြိုကြတယ်လို့လိမ်မော်ဆက်တောင်သူတွေစီကသိရပါဗျ။ကျမဟန္နာပါ။